နိုင်ငံခြားမင်းသားအတိုင်းလိုက်တရုတ်ဆောင်ရင်ပြည်ပမှာနမဲကြီးနေရတဲ့အိုးဝေတမောင်အလုံးမေကလာပါဗမိစနောင်းကနေကျွတ်ဆူလိုက်ပါတယ် Fast and Furious ဆိုတာကတော့ကဘာကျော် action ဇာကားကြီးတကားဖြစ်ပြီးတော့တက်ကြီးလူငယ်မရွေးချိုင်းနဲ့တက်ကြပါတယ်ကားတွေပြိုင်တဲ့အခန်းကလည်းအရန်ကုန်မိုက်တာကြောင့်လူငယ်တွေကြားထဲမှာ Fast and Furious ဆိုပြီးတော့အထလေးတွေရှစ်တက်ကြတာပါ ဖက်ဆန်ဖျူရီရဲ့ဇာကားရဲ့ကောင်ဟန်ဆိုတဲ့ဇက်ကောင်ကတော့ကားမောင်းတဲ့နေရာမှာရန်ကုန်ဆရာကြပြီးဘယ်နေရာပဲရောက်ရောက်မုတ်ပဲစားနေတာကြောင့်သူရင်စတိုင်ကဘာမှမလုပ်ဖဲနေတော့အထာကျနေပါတယ်။ဒါကိုအားကျပြီးတော့လူငယ်တွေကလည်းပုံစံအမျိုးမျိုးနဲ့လိုက်ရိုက်ကြပြီးတော့မြန်မာနိုင်ငံကကိုအောင်ကောင်းမြတ်ရန်လိုက်တဲ့ဗီဒီယိုကအရန်ပောက်သွားခဲ့ပြီးတော့လူတိုင်းကလည်းသတိထားမိခဲ့ကြပါတယ်။အရင်ကလည်းဗီဒီယိုတွေအများကြီးရိုက်ခဲ့ပေမဲ့လည်းဒီတပုတ်မှရန်ကိုလူသိများသွားခဲ့တာပါ။ဇာကားရဲမှာဟန်ကပြိုင်ကားကြီးနဲ့ရိုက်ထားပေမဲ့လည်းကိုအောင်ကောင်းမြတ်ကအိုးဝေနဲ့ရိုက်ထားတာကြောင့်ဟန်တရ ောက်စလော့ရှုံးပြီးမြန်မာနိုင်ငံမှာအိုးဝေလာမောင်းနေတာလားဆိုပြီးတော့စနောက်ထားကြပါသေးတယ်။ကိုအောင်ကောင်းမြတ်ဟောင်းအိုးဝေမောင်းတဲ့အလုပ်ကိုမလုပ်ခင်ကဆိုင်ကယ်ရောင်းဝယ်လုပ်ခဲ့ပါတယ်။ကိုအောင်ကောင်းမြတ်တမမဟုတ်ကိုရက်ခလို့လူသိများခဲ့ပေမဲ့ဗီဒီယိုတွေပေါက်သွားပြီးချိန်မှာတော့နမဲအရင်ပြောက်သွားပြီးမြန်မာဟန်ကြီးဆိုပြီးပဲခေါ်ကြတော့တာပါ။ကိုအောင်ကောင်းမြတ်ရဲ့ဇနီးတို့ဟာဗီဒီယိုကိုအပြော်တိုင်းရိုက်ပြီးလိုင်းမော်တရားကနေအရန်ကိုပောက်ပြီးလူသိများသွားခဲ့ပါတယ်။သူကလည်းစပင်ကအရှိတတော်ကြီးတော့လဲဟန်ရဲ့ဗီဒီယိုတွေတက်လာခဲ့တာကြောင့်စိတ်ကူးပောက်ပြီးတတော်ရိုက်ခဲ့တာဖြစ်ပါတယ်။ ဟန်ကိုလည်းအရင်ကတည်းကအားချပြီးသူ့စတိုင်ကိုလည်းသဘောကျတာကြောင့်အပြော်သဘောအနေနဲ့ရိုက်ခဲ့ရပါမြန်မာနိုင်ငံမှာတာမကပဲအခြားနိုင်ငံတွေထိကိုပါပေါက်သွားခဲ့တာကြောင့်ကိုအောင်ကောင်းမြတ်ပုံစံလိုမျိုးအမျိုးမျိုးလိုက်ရိုက်ကြပါတယ်။အိုးဝေနေတော့မဟုတ်ပါဘူး။စပိန်နေတွန်းလဲတွေနဲ့အပြော်ရိုက်ကြတာဖြစ်ပါတယ်။ဟန်တယောက်ဆလော့ရှုံပြီးပြိုင်ကားကနေအိုးဝေမောင်းနေရပြီဆိုပြီး Facebook နဲ့ TikTok မှာတော်တော်လေးကိုဖုံထားခဲ့သေးတာပါ။အိုးဝေနဲ့ဒရစ်ဆွဲပြဖို့ကိုလည်းမြန်မာဟန်ကိုတောင်းဆိုခဲ့ကြပါသေးတယ်။ ဇက်ကားထဲမှာဟန်က drip ဆွဲတာရန်ကိုအထာကျပြီးကြိတ်ကောင်းတာကြောင့်လူတိုင်းကသဘောကျခဲ့ကြတာပါဒါကြောင့်လည်းမြမဟန်ကို drip ဆွဲပြဖို့အတွက်ပါတောင်းဆိုနေကြတာပဲဖြစ်ပါတယ် ဒါပေမဲ့လည်းမြမဟန်ကတော့ဆွဲမပြပါဘူးလို့လည်းပြန်ပြောထားပါတယ်။အိုးရင်နဲ့ drip ဆွဲရင်လည်းဆွဲမရပါဘူး။ဆွဲရင်လည်းမှောက်သွားမှာပေါ့။ကားဝယ်ရင်တော့ဆွဲပြပါမယ်လို့ပြောပါတယ်။ဗီဒီယိုပေါက်သွားပြီးတဲ့နောက်ပိုင်းအပြင်သွားရင်လည်းတွေ့တဲ့လူတိုင်းကကိုအောင်ကောင်းမြတ်ကိုမြမဟန်ဆိုပြီးပဲခေါ်ကြပါတော့တယ်။ပုံလဲတူတူတွဲရိုက်ပြီးမြမဟန်နဲ့တွေ့ခဲ့တယ်ဆိုပြီးပုံတွေကိုလည်းလိုင်းမော်တင်ခဲ့သေးတာပေါ့။ကိုအောင်ကောင်းမြတ်လည်းဒါမျိုးတစ်ခါမှမကြုံဘူးတာကြောင့်ရှို့တော့ရှန်တန်းနေဖြစ်ပြီးပျော်နေခဲ့ပါတယ်အခုလောအစဲခံရမှနမဲကြီးတဲ့ခင်မှဒီလိုမျိုးဗီဒီယိုကြောင့်နမဲကြီးသွားခဲ့တာကြောင့် င်လည်းပူအောင်ကောင်းမြတ်ကတော့ဘဝင်မြင့်မနေပါဘူး။သူ့ကိုစားနောက်တာတွေကိုလည်းသဘောကျောင်းနေပြီးတော့စိတ်ဆိုးတာမျိုးလည်းမရှိပါဘူး။သူ့ကိုလူသိများသားလို့သူ့ဆိုင်ကအရောင်းဝယ်ပြန်လုပ်တဲ့အချိန်ကျရင်အဆင်ပြေသွားလောက်ပြီးဆိုပြီးလဲဝမ်းသာနေပါတယ်။ ရိတ်သက်ကြည့်အောင်မြန်မာဟန်နဲ့တွေ့ရင်သူနဲ့အတူတူအိုးဝေလိုက်စီးမလားဆိုတော့ comment မှာပြပြခဲ့ပါအောင် shame အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်အသေးအသေးသော celebrity သတင်းများအတွက် youtube channel ကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်ပရိသတ်တို့ထဲမှာရော first time furious ပရိသတ်တွေပါကြလာရှင့်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ